မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 22ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်စစ်တွေမျိုးသိန်းတိုက်ပွဲမှာအရခတ်တပ်တော် AA ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား38ဦးဒဏ်ရာရရှိခဲ့ပြီးတော့စစ်တွေစေယုံမှာစေကူတမှုခံယူနေတဲ့အချိန်စစ်သား3ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ18ရက်နေ့ညပိုင်းမှာအရခတ်တပ်တော် AA ကပါဒလိတ်အမြင့်ကျွန်းနဲ့ရေချမ်းမြေကစစ်ကောင်စီရဲ့တပ်စခန်းများကိုအတွဲလိုက်ဒုံးကျည်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်သားများဒဏ်ရာရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုမှာစစ်ကောင်စီတပ်သားတွေဒါဇင်နဲ့ခြေပြီးတော့ဒဏ်ရာရရှိသွားပြီးစစ်တွေမျိုးအဝင်မှာရှိတဲ့စစ်စေးယုံဂရင်းတရားမှာစေကူတမှုခံယူနေတဲ့အချိန် အေအေကထပ်မံပြီးတော့စစ်စဲယုံကိုဖေဗူလာ16ရက်နေ့မှာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့အသက်အန္တရာယ်အလွန်ဆုံးရင်ရတဲ့စစ်ကောင်စီတပ်သား38ဦးကိုစစ်တွေပြည်သူစဲယုံကြီးကိုဖေဗူလာ16ရက်နေ့မှာပြောင်းရွှေ့ပေးခဲ့တယ်လို့သိရပါဗျ။စဲယုံကြီးကိုရောက်လာတဲ့စစ်ကောင်စီတပ်သား38ဦးထဲက3ဦးကတော့တိတ်ဆုံးသွားပါပြီ။နောက်ထပ်လည်းအသက်အန္တရာယ်ဆုံးရင်ရတဲ့လူနာတွေရှိနေသေးတယ်လို့သိရပါဗျ။ယာရုဘယ်အစ်စ်နေပါတယ်ဆိုတာကိုတော့မသိရသေးဘူးလို့အဲ့ဒီသတင်းအရေးမြစ်ကပြောပါဗျ။အရခတ်တက်တော်အေအေက စစ်တွေကစစ်ကောင်စီတိုက်ရဲများကို ပုံနာကျွန်းပေါက်တော့နဲ့ရသေးတောင်ဒေသတို့ကနေပစ်ခတ်တိုက်ခိုက်နေပြီးတော့စစ်ကောင်စီကလည်းအရခတက်တော်အေးအေးရှိတဲ့နေရာများကိုပစ်ခတ်နေတယ်လို့သိရပါဗျ။စစ်တွေမြို့ကန်တအူးက အခုရပိုင်းမှာစစ်ကောင်စီတိုင်ရင်တွေကအလုံးအင်းနဲ့စစ်ရင်အားတွေတိုးချဲ့နေတာတွေကိုလုံနေတယ်။နောက်ပြီးတော့ပြီးခဲ့တဲ့ရပိုင်းကလည်းစစ်တွေလေးချောင်းကနေပြီးတော့စစ်ရင်အားတွေထပ်ပုတ်နေတယ်ဆိုပြီးတော့သတင်းရပါတယ်။စစ်တွေမြို့အဝင်အထွက်ဂိတ်တွေကိုလည်းတပ်အင်အားနဲ့လက်နက်ခဲယမ်းတွေကိုဒီရပိုင်းအတွင်းမှာပို့နေတာတွေရှိတယ်လို့ပြောပြထားပါတယ်။စစ်ကောင်စီကလက်နက်ကြီးအပြင်လေးချောင်းတိုက်ခိုက်မှုများကိုလည်းပြုလုပ်နေတယ်လို့သိရပါတယ်။ စစ်တွေမှာရှိတဲ့ဒေတာကွက်ကဲမှုစစ်ဌာနချုပ်ဒါကာစာစစ်တွေခလိုက်ရ20ခလိုက်ရ232ခလိုက်ရ290ခမရ344ခမရ394အင်ဂျင်နီယာတပ်အပါဝင်အမြောက်တပ်နဲ့ရဲတပ်ရင်း10ခုထက်မနည်းတော့မှလည်း ်ခုခံစစ်တွေပြင်ဆင်နေကြတယ်လို့သိရပါတယ်စစ်တွေမျိုးသိန်းတိုက်ပွဲကိုအာရခတက်တော် AA ကထိုးစစ်အရှိန်ဟုန်မြင့်တယ်လာပြီးတော့စစ်ကောင်စီရဲ့အချက်အချာကြတဲ့တိုက်ရင်းများကိုအဓိကထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီးတော့ AA ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့စနိုက်ပါပစ်ခတ်တိုက်ခိုက်မှုများကြောင့်စစ်ကောင်စီဘက်ကအထူးကအကြဆုံးများပြားလျက်ရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမင်းတုံးမြို့နယ်အတွင်းမှာစစ်ကြောင်းထုတ်လာတဲ့စစ်တပ်ကိုတိုက်ခိုက်ရာစစ်တပ်ဘက်က10ဦးထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ18ရက်နေ့ကမင်းတုံးမြို့နယ်ကမ္မနိုင်ကြီးရွာကစစ်ကြောင်းထုတ်ရန်ထွက်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့တပ်မ88ကပ္ပစစစ်နှစ်နဲ့ပြူစော်တီများပူးပေါင်းထားတဲ့အင်အားအယောက်80ပါးတဲ့စစ်ကြောင်းကမြောက်ပြင်ကြီးရွာဖုန်ကြီးကျောင်းအတွင်းထဲမှာဝင်းရောက်တက်ဆွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဖေဖော်ဝါရီလ19ရက်နေ့မွန်လွဲ2:25မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများတက် ွဲထားတဲ့မြောက်ပြင်ရွာဖုန်ကြီးကျောင်းကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့60မမဘုံသေးများနဲ့စတင်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ February 19ရက်နေ့မွန်လွဲ3နိုင်ကန်အချိန်မှာပြည်သူ့ကာကွယ်တပ်မတော်တရက်ခရိုင်အမှတ်၄တိုင်ရင်ကတက်ခွဲတင်းနဲ့တက်ခွဲနှစ်ကတော်လိုင်းရဲဘော်များကဖုန်ကြီးကျောင်းဝင်းအတွင်းနဲ့အထိကိုထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဟာပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ဘက်ကလက်နက်ကြီးပစ်ကူများအပြင်လေကြောင်းပစ်ကူများနဲ့ပါခုခံတိုက်ခိုက်ခဲ့ပြီးညနေ9နာရီခန့်အချိန်မှာ Jet Fighter နဲ့3ချိန်လာရောက်ပြီးတော့တိုက်ခိုက်ခဲ့တဲ့အတွက်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။၎င်းတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကစေကောင်ထက်မနေတေဆုံးပြီးတော့အများအပြားထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်။တော်လိုင်းရဲဘော်2ဦးမစိုးရင်ရဒဏ်ရာရှိကရဲဘော်2ဦးကတော့ပြင်းထန်ဒဏ်ရာများနဲ့မြင့်မြတ်စွာအသက်ပေးလူခဲ့ရတယ်လို့သိရပါတယ်။ ကျွန်တော်တို့တိုက်ပွဲအပြီးရတဲ့သတင်းအချက်အလက်နဲ့နေမြေရှင်းလင်းရေးအခြေအနေအရဆိုရင်စစ်ခွေးဆယ်ကောင်တဲ့အထက်ကြာဆုံးပါတယ်ကျန်တာတွေကတော့ထိခိုက်ဒဏ်ရာရသွားပါတယ်ဒီတိုက်ပွဲကအတော်ကိုပြင်းထန်ခဲ့တယ်တိုက်ပွဲအချိန်နှစ်နာရီကျော်ကျော်လောက်ကြာတယ်တစ်ဖက်ရန်သူကလည်းဖုန်ကြီးကြောင်ဝင်းထဲမှာဖုန်ကြီးကြောင်ကနှစ်ထပ်အဆောက်အဦပေါ့သူတို့ကအိတ်ထဲမှာတိတ်တိတ်ချာချာပြင်ဆင်ပြီးတော့ကိုကျွန်တော်တို့ကိုခုခံနေတာပေါ့သူတို့မှာကလက်နိုင်ငယ်တွေရော40မမတွေရောလက်နက်ကြီးပစ်ကူတွေရောလေချောင်းပစ်ကူတွေပါတုံးပြီးတော့ခုခံနေကျွန်တော်တို့ဘက်ကလည်းရှိတဲ့လက်နက်အကုန်တုံးပြီးတော့ကိုထိုးစစ်စင်တိုက်ခိုက်တာပေါ့ တိုက်ပွဲပြင်းထန်ပြီးတော့လေချောင်းပစ်ကူပါယူတဲ့အနေအထားမှာကျွန်တော်တို့အနေနဲ့အတက်နိုင်ဆုံးတော့အပိသချေမုန်းနိုင်ဖို့ကိုပဲစူးစမ်းခဲ့တာပေါ့လေချောင်းပစ်ကူကြောင့်ကျွန်တော်တို့တွေပြန်ဆုတ်ခဲ့ရတယ်ကျွန်တော်တို့တွေဒီထက်ပိုပြီးတော့တိုက်ခိုက်နိုင်ဖို့ကိုပြင်ဆင်စူးစမ်းသွားဖို့ရှိပါတယ်အဲ့ဒီအတော့လဲလိုအပ်တဲ့ခရယံအကူအညီတွေကိုလည်းဒေသခံတွေကကျန်တဲ့တာဝန်ရှိသူတွေကပါပါဝင်ပြီးတော့ပံ့ပိုးကူညီပေးကြပါလို့ပြောချင်ပါတယ်လို့ တရက်ခရိုင်အမှတ်လေးတိုက်ရင်တရင်နဲ့ပြန်ကြားတောင်းကန်ကိုမြတ်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်၈စစ်တီသာ မကွေးတိုင်းတရက်ခရိုင်အမှတ်လေးတိုက်ရင်ဒရုန်းတပ်စိတ်ပြည်သူ့ကာကွယ်တပ်မတော်တရက်ခရိုင်အမှတ်လေးတိုက်ရင်တပ်ခွဲတက်တပ်ခွဲနဲ့နဲ့ကျောင်းသားလက်ရုံးတပ်တော် SAF ဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒါအပြင်ဖေဖော်ဝါရီလ20ရက်နေ့ကအကြမ်းဖက်စစ်တပ်စစ်ကြောင်းကမင်းတို့မျိုး9မိုင်ဂိတ်အနီးကနေ120မမလက်နက်ကြီးအချက်ကြီး30ခန်းနဲ့ပြစ်ကူပေးပြီးတော့ မြောက်ပြင်ကြီးပါကနေမင်းလုံးမျိုးဘက်ကိုပြန်လဲဆုတ်ခွာသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာလူငယ်များကိုစစ်မှုထမ်းခိုင်းရန်အတင်းအဓမ္မဖီအာပေဖမ်းဆီးလူစုနေတဲ့အုတ်ချုပ်ရေးမှုဝဲလိုက်တဲ့ပြူစောတိဇော်မင်းထုံးတို့ကိုပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ20ရက်နေ့ည9:40မိနစ်ခန့်အချိန်မှာမင်းလာမြို့နယ်စားချောင်းရွာမှာနေထိုင်တဲ့ထောက်ကျန့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုဝင်းလိုင်နဲ့ပြူစောတိဂရုံးခေါ်ဇော်မင်းထုံးတို့ကိုတာယာဝတီခရိုင်တိုက်ရင်383နဲ့တိုက်ခွဲနဲ့ကရဲဘော်များက နေအိမ်မှာတပြိုင်နက်တည်းဝင်ရောက်ပြီးတော့ပြစ်ခတ်တိုက်ခိုက်ရာတနက်ကြီးစံ15ချက်ထိမှန်ပြီးတော့နှစ်ကောင်လုံးပွဲချင်းပြီးတိမ်ဆုံသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအုတ်ချုပ်ရဲမှုဝင်းလိုင်ကင်ဆောင်နဲ့လက်လုံတနက်တလားကြီးစဲတော့တို့ကိုတိမ်းစီရရှိခဲ့တယ်လို့သိရပါတယ်အုတ်ချုပ်ရဲမှုဝင်းလိုင်နဲ့ပြူစောတိဂရုံးခေါ်ဇော်မင်းထွန်းတို့ဟာလူငယ်များကိုစစ်မှုထမ်းရန်ဖိအားပေးလူစုချင်း စစ်မှုထမ်းခြင်းဆိုပြီးတော့ပြည်သူများထံကနေငွေကြေးများအတင်းအကျပ်ကောက်ခံခြင်း၎င်းတို့ကောက်ခံတဲ့ငွေကိုမပေးနိုင်တဲ့သူများကိုစစ်တပ်ခေါ်ပြီးတော့ဖမ်းဆီးခိုင်းခြင်းအကြမ်းဖက်စစ်တပ်ကထုတ်ပေးထားတဲ့လက်နက်ကိုပြပြီးတော့ပြည်သူများကိုဖိနှိပ်ဒုက္ခပေးနေတဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ရွာရဲ့အနောက်ပိုင်းမှာရှိတဲ့အုတ်ကြီးဝင်းလိုက်အိမ်နဲ့ရွာရဲ့အရှေ့ပိုင်းမှာရှိတဲ့ပြူစောတိဂရုံးအိမ်ကိုတပြိုင်နက်တည်းဝင်ရောက်ပစ်ခတ်ပြီးတော့ရှင်းလင်းခဲ့တာပါ။နှကောင်စလုံးရဲ့ခေါင်းနဲ့ရင်ဘတ်တွေကိုကြီးစံထိမှန်ပြီးတော့တေသွားပါတယ်သူတို့တွေကပြည်သူတွေကိုဒုက္ခပေးနေတာကြားပြီး အခြေအနေကိုစောင့်ကြည့်နေတာကြာလာပြီးပိုပိုပြီးဆိုးလာလွန်းလို့တားမရတာနဲ့ရှင်းလိုက်တာအုတ်ကြီးစီကစစ်ခွေးတွေပေးထားတဲ့တနတ်နဲ့ကြီးစံ၁၀တောင်းကိုတင်စီရရှိခဲ့ပါတယ်လို့တာယာဝတီ KN PDF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်ပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေတယ်အကြမ်းမဲ့စစ်တပ်နဲ့၎င်းတို့ရဲ့ထောက်တိုင်များကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာသွားလာနေထိုင်ခြင်းများမပြုလုပ်ကြရန်တာယာဝတီ KN တိုင်းရင်၃၈၃ညနဲ့တပ်ခွဲနှစ်ကအတိပေးပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမင်းတုံးမြို့နယ်အလဲချောင်းရဲစခန်းအနီးတရက်မင်းတုံးလမ်းမိုက်တနေရာမှာတရက်မြို့နယ်အခြေဆိုင်ကာဘာဆာစနစ်ကနေထွက်လာတဲ့အဖြူရောင်ဖောကားတစ်စီးကိုခြုံခိုတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သားရှေ့ဦးတေဆုံးပြီးအရာရှိနှောက်ဦးအပါအဝင်၄ဦးတန်းရာပြင်းထန်ရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဖေဖော်ဝါရီလ19ရက်နေ့ညနေ4:40မိနစ်အချိန်မှာစစ်ကားကိုခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့တိုက်ခိုက်ခံရပြီးတဲ့နောက်မှာအကြမ်းဖက်စစ်သားများပါလာတဲ့ကားဟာမောင်းပြေးသွားတယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ပြစ်ခတ်မှုဖြစ်တဲ့နေရာနဲ့တမိုင်းကျော်အကွာမှာရှိတဲ့စိုင်းထိုးကြီးရွာအရောက်မှာရင်မောင်းကတေဆုံးသွားပြီးတော့ ကားဟာလမ်းဘေးကိုထိုးကြပြီးကားရပ်သွားတယ်လို့သိရပါတယ်။ကားပေါ်မှာပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးပြီးအရာရှိနာဦးအပါအဝင်၄ဦးဟာဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်သားများရဲ့တေဆုံးသွားတဲ့အလောင်းများကိုကပ္ပစဆက်နှစ်ကိုအရက်သားတွေရဲ့ကားများနဲ့တဲထုတ်သွားပြီးတော့ဒဏ်ရာရရှိတဲ့အရာရှိများကို မကွေးစစ်ဆေးရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။အခြားအဆင့်စစ်သားနှောက်ကိုမင်းနှုံဆေးရုံမှာလုံခြုံရေးတွေချထားပြီးတော့အရေးပေါ်စေကူတမှုများကိုပြုလုပ်ခဲ့တယ်လို့အပမင်းလာ PDF အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ဖေဖော်ဝါရီလ20ရက်နေ့မနက်9:20မိနစ်ဝင်းကျင်အချိန်မှာမင်းနှုံမြို့နယ်ပသိမ်မုံရွာကားလမ်းပေါ်မှာရှိတဲ့မင်းနှုံမြို့နယ်ကြောက်တိုင်ဆေးရုံမှာစခန်းချက ပြည်သူများကိုဒုက္ခပေးနေတဲ့အင်အား90ဝန်းကျင်ရှိတဲ့စစ်တပ်စခန်းကိုဝင်းရောက်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်ရဲနှအုပ်ဒေသုံးက10ဦးကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာတိုက်ပွဲကြာချိန်မိနစ်40ကြာတဲ့အထိကိုစခန်းမရရှိသေးဘဲအပြင်းထန်တိုက်ခိုက်နေရတဲ့အတွက် ခဲရမ်းမလုံလောက်မှုတွေကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီစီရေးလှုပ်ရှားမှုများကိုမကွေးတိုင်းဘက်ကဖအထူးလှုပ်ရှားတဲ့ USB Army ကဥဆောင်ပြီးတော့မင်းတို့မျိုးနဲ့ဘက်ကဖအထက်မင်းလားမျိုးနဲ့ဘက်ကဖတို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကိုကန့်ဒေသမှာစစ်ကောင်စီလက်အောက်ခံကိုကန့်ပြည်သူ့စစ်အဖွဲ့ဝင်မြေမီသားစုပိုင်နဲ့ကြားဖြတ်အွန်လိုင်းငွေလိမ်ဂိုင်းမှာအလုပ်လုပ်ပေးခဲ့တဲ့တရုတ်နိုင်ငံသား23ကိုရှင်ချမ်းပြည်နယ်ဝမ်ကျိုးမြို့တရားရုံးမှာရုံးတင်စစ်ဆေးပြီးတော့စွဲချက်တင်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံသား23ကိုမြေမီသားစုကြားဖြတ်ဂိုင်းအတွက် ငွေလိမ်ပေးခဲ့တဲ့အမှုလူတတ်မှုရည်ရွယ်ချက်ရှိရှိနဲ့ဒဏ်ရာရရှိစေမှုဝင်းညှစ်မှုလောင်းကစားမှု ပြည်တစားမှုမူရဲစေဝါတုံးဆွဲရောင်းဝယ်မှုတွေအပါအဝင် ရာဇဝတ်မှုပေါင်းဆက်တက်မှုနဲ့တရားရုံးကစွဲချက်တင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။စွဲချက်တင်ခံရတဲ့သူတွေဟာကိုကန့်ဒေတာကြန့်ခိုင်ရေးအမတ်ဟောင်းမြီးရှောက်ချမ်းမိသားစုရဲ့အွန်လိုင်းငွေလိမ်ဂိုင်းထဲမှာလူ၁၄ဦးကိုတပ်ဖြတ်မှုကျူးလွန်ခဲ့ပြီးတော့ ယူနန်ပြည်နယ်ထဲမှာနေထိုင်တဲ့တရုတ်နိုင်ငံသားတွေစီကနေယွမ်ငွေဘီလီယံနဲ့ချီပြီးတော့လိန်လယ်ခဲ့တယ်လို့လဲတရုတ်အစိုးရရှေ့နေတွေကတရားရုံးကိုရှောက်ထားခဲ့ပါတယ်။မြီမီသားစုရဲ့ကြားဖြန့်ခိုင်းဟာတရုတ်နိုင်ငံသားတွေစီကနေပြီးတော့ယင်းဒီမြုံနံမှုအစီအစဉ်အတုတွေနဲ့ဖျားယောင်းပြီးတော့ငွေလိန်လယ်ခဲ့တာဖြစ်တယ်လို့လဲတရုတ်အစိုးရရှေ့နေတွေကပြောပါတယ်။2023ခုနှစ်နိုဝင်ဘာလကစစ်ကောင်စီလက်အောက်ခံကိုကန့်ပြည်သူ့စစ်မြီမီသားစုကိုတရုတ်အထူးတပ်ဖွဲ့တွေကကိုကန့်ဒေသမှာဝင်ရောက်ဖမ်းဆီးတဲ့အချိန် ဥမြီလျှောက်ချမ်းဟာကိုကိုကိုပစ္စတိုတနတ်နဲ့ပစ်ပြီးတော့အဆုံးစီရင်သွားတယ်လို့သိရပါတယ်။မြီလျှောက်ချမ်းရဲ့သားဖြစ်သူမြီကော်ဖြစ်နေတမီးတွေဖြစ်တဲ့မြီကျွီလန်နဲ့မြီဖြစ်သူမြီချင်းချင်းတို့ကိုတော့တရုတ်အစိုးရကဖမ်းဆီးထားဆဲဖြစ်တယ်လို့သိရပါတယ်။2024ခုနှစ်ဒီဇင်ဘာလအတွင်းမှာလဲကိုကန့်ပြည်သူ့ဆဲအဖွဲ့ဝင်မြီလျှောက်ချမ်းရဲ့မိသားစုတွေအပါအဝင်မြန်မာနိုင်ငံသား16ဦးကိုတရုတ်အစိုးရကလူတက်မှုလိန်လယ်မှုဥပဒေမဲ့ထိန်းသိမ်းမှုစနစ်တကျလောင်းကစားမှုနဲ့ပြည်ထောင်စုမှုမူရဲ့စေဝါရောင်းဝယ်ဖောက်ကွာမှုတို့အပါအဝင် ပြစ်မှုများစွာနဲ့ဆွဲချက်တင်ခဲ့တယ်လို့သိရပါဗျ။တရုတ်နိုင်ငံဇီချန်အရှိပိုင်းခရိုင်မှာကြားဖြတ်ငွေလိမ်လည်မှုအပအဝင်ပြစ်မှုကျူးလွန်သူတရခန်39ဦးကိုဆွဲချက်တင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထဲကမှ16ဦးဟာမြန်မာနိုင်ငံသားတွေဖြစ်ပြီးတော့၎င်းတို့ကိုလူတက်မှုလိမ်လည်မှုဥပဒေမဲ့ထိမ့်သိမ်းမှုစနစ်တကျလောင်းကစားမှုနဲ့ ြည့်တစားမှုမူရစေဝါရောင်းဝယ်ဖောက်ကားမှုတို့အပါအဝင်ပြစ်မှုတွေနဲ့ဆွဲချက်တင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဆွဲချက်တင်ခံရတဲ့ဒုတွေထဲမှာကိုကံပြည်သူ့ဆဲအဖွဲ့ဝင်မြေရှောက်ချရဲ့မိသားစုဝင်တွေလည်းပါဝင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကမ္ဘာပေါ်မှာမြေမြုံမိုင်းနဲ့ပောက်ကွဲစီတတ်တဲ့ဆက်လက်နဲ့များကြောင့်တေဆုံးသူအများဆုံးနိုင်ငံဟာ မြန်မာနိုင်ငံဖြစ်လာကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ OCHA ကသတိပေးချက်ထုတ်ပြန်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာစစ်အာဏာသိမ်းပြီးတဲ့နောက်မြေမြုံပိုင်းနဲ့ပောက်ကွဲစီတတ်တဲ့ဆက်လက်နက်များကြောင့်တိုက်ဆုံးသူအရေအတွက်ဟာကမ္ဘာပေါ်မှာအများဆုံးဖြစ်လာခဲ့တယ်လို့သိရပါတယ်။အရှိန်ဟုန်မြင့်လာတဲ့ပဋိပက္ခရဲ့ရလဒ်အဖြစ်နဲ့မြန်မာနိုင်ငံမှာမြေမြုံပိုင်းနဲ့ပောက်ကွဲစီတတ်သောဆက်လက်နက်များကြောင့်တိုက်ဆုံးသူလူဦးရေဟာ ထိခိုက်မှုပြင်းထန်တဲ့အခြားသောနိုင်ငံများထက်ကျော်လွန်ကကမ္ဘာပေါ်မှာအများဆုံးဖြစ်လာခြင်းဖြစ်ကြောင်းကုလသမဂ္ဂကထောက်ပြထားပါတယ်။ဒါအပြင်စစ်အာဏာသိမ်းပြီးတဲ့လေးနှစ်အကြာမှာမြန်မာနိုင်ငံမှာပြည်တွင်းနေရက်ကနေစွန့်ခွာသူလူဦးရေခန့်မှန်းခြေ၃တက်သမ၅တန်းကျော်အထိစံချိန်တင်ကအရသာကာကွယ်စောင့်ရှောက်ရေးဆိုင်ရာစိုးရိမ်ပွဲရများဟာမြင့်တက်လာခြင်းတို့နဲ့အတူ ဖြစ်ပွားစေပြိပကများနဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနဲ့ဆက်လက်ပြီးတော့ရုံးကန်နေရဆဲဖြစ်တယ်လို့သိရပါတယ်။ပြည်နယ်နယ်တိုင်းဒေသကြီးအများအပြားအထူးသဖြင့်မြန်မာနိုင်ငံရဲ့အရှိမြောက်ပိုင်းအနောက်မြောက်ပိုင်းနဲ့အရှိတောင်ပိုင်းဒေသတွေမှာတပ်မတော်နဲ့လက်နက်ကိုင်အင်အားစုအမျိုးမျိုးကြားထဲမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိတယ်လို့ကုလသမဂ္ဂကထောက်ပြထားပါတယ်။မြန်မာနိုင်ငံကအရက်သားပြည်သူများဟာကျေပြန့်တဲ့ပြိပကများအပြင်ဘေးအန္တရာယ်များရောဂါများစားနပ်ရိက္ခာမလုံလောက်မှုငွေကြေးဖောင်းပွမှုအတမွေးဝမ်းကြောင်းလုပ်ငန်းများ ပြည်စည်းဆုံးရှုံးခြင်းများနဲ့အရေးကြီးတဲ့ပြည်သူဝန်ဆောင်မှုများပုံမှန်မရရှိခြင်းများအပါအဝင်အကြက်တဲမျိုးစုံကိုဒပြိုင်နက်ထဲနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။ပညာရေးနဲ့ချမ်းမာရေးဝန်ဆောင်မှုများဟာလည်းပုံမှန်မရတဲ့အချိန်မှာလူဦးရေ15သန်းကျော်ဟာစားနေရိတ်ခါမလုံလောက်မှုနဲ့ရင်ဆိုင်နေရပြီးတော့တန်ပေါင်းများစွာသောပြည်သူများဟာဘေးကင်းလုံခြုံနဲ့မိခိုရနေရာသို့မဟုတ်တောက်သုံးရိတ်မရရှိဘဲနဲ့နေထိုင်နေကြရတယ်လို့သိရပါတယ်။ကုလသမဂ္ဂကရမုံငွေရရှိမှုမလုံလောက်ခြင်းနဲ့အခြားအခက်အခဲတွေကြားရတဲ့ကတော့မှ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာလုပ်ဖော်ကင်ဘတ်များက2024ခုနှစ်အတွင်းမှာလူဦးရေ၄တန်းတန်းကိုအကူအညီပေးနိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်။2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များနဲ့တုံ့ပြန်ရေးအစီအစဉ်အရာလူမှုဂရုဏာလူသားများကလူဦးရေ၅တန်း၅တန်းကိုလူမှုဘဝကယ်ဆယ်ရေးအကူအညီများကိုပေးနိုင်ရန်ရည်မှန်းထားပြီးတော့အဲ့ဒီအတွက် American Dollar 1တန်းတန်း1ဘီလီယံလိုအပ်တယ်လို့ကုလသမဂ္ဂကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသား များအလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ